မင်္ဂလာပါတက်ဂရိတ်ကွန်ဆီလာထဲရမှဖြစ်ပါတယ်။တင်းအတွက်မနှက်ဖြန်ငွေကြေးကန့်ခြင်းတွေကိုဖတ်ကြားပေးပါမယ်။မနှက်ဖြန်မှာငွေကြေးကန့်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။အဲငွေကြေးနဲ့ပတ်သက်ပြီးတော့လေဟိုပါပေါ့။ကိုကဟိုရတာထပ်စားလို့ရှိရင်ကိုကပေးရတာပို့ပြီးတော့များတတ်တယ်ပေါ့နော်။ကိုစီကနေလာပြီးတော့ငွေချင်းငှလောက်တာမျိုးပေါ့နော်။အဲ့လိုမျိုးတွေအခုညတောင်းတဲ့သူမျိုး မရှိစင်းရသားတွေကို ပြရကန်ရတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေထုတ်ရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ဒါပေါ့နော်ဟိုအလူအတန်းတွေအများကြီးလောက်ရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အလူတန်းလောက်တဲ့ဆိုတာအာနည်းနည်းလေးထပ်ပေါ့နော်အများကြီးလောက်ရတာမျိုးဖြစ်နိုင်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးလေးတွေကြုံရတတ်တယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့အာဒီငွေကြေးနဲ့ပတ်သက်ပြီးတော့စီမံရတာတွေအဲ့လိုမျိုးတွေရှိတတ်တယ်နောက်တစ်ခုခရီးသွားရတာမျိုးတော့မဟုတ် နေရာရွှေ့ပြောင်းရတာမျိုးရှိတတ်တယ်ပေါ့နော်။သို့နေရာဆိုလို့ရှိရင်အခုလက်ရှိနေရာကိုပြန်ရောက်လာတာမျိုးပေါ့နော်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်စကားပြောစရာလေးတွေကြုံရတတ်တယ်။ချို့အာမိသားစုတွေမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ခွဲချမ်းစိတ်ဖြာတာနော်မိသားစုဆွေမျိုးသားချင်းတွေတို့မှာမနမသားချင်းတွေငွေကြေးခွဲချမ်းစိတ်ဖြာတာမျိုးတွေလောက်ရတဲ့အခါမျိုးတွေမှာအဲ့လိုကိစ္စနဲ့ပတ်သက်ပြီးတော့ စကားပြောတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်အာနောက်တစ်ခုပါပေါ့နော်ကိုထက်ကြီးခဲ့သူတွေကြီးရနေပြီးတော့ပြန်ပြီးတော့စွန့်ကျဲပေးကမ်းတာမျိုးမုံမိုးပေးတာမျိုးရေကြောင့်လေငွေကြေးကံရတတ်တယ်နော်အဲ့အမျိုးလေးတွေ့ရတယ် အဲငွေကြေးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခါဆရာသမားတွေပါတယ်စီကလည်းပေါ့နော်ပုံမုံငွေတွေပါတယ်ရတာမျိုးဖြစ်တတ်တယ်ဘာလို့ဆိုတော့ဒီမှာအမြင်ပိုင်းပုံကိုတွေဆိုတော့အမြင်ပိုင်းပုံကိုဆိုတဲ့နေရာမှာတည်လားရှင်သူတော်စင်ဆရာသမားပေါ့နော်ဒါအမြင်ပိုင်းပုံကိုတွေပေါ့အနန္တနန္ဒာငါးပါးထဲမှာပါတဲ့ဒီလူတွေလည်းဒီလူတွေလည်းပါတယ်ပေါ့နော်အနန္တနန္ဒာငါးပါးစီကလည်းရတာမျိုးလေးတွေဖြစ်တတ်တယ်အနန္တနန္ဒာငါးပါးကိုအကြောင်းပြုပြီးတော့ရတာမျိုးလေးတွေပေါ့နော်ဒီလိုမျိုးလေးတွေတွေ့ရတယ် မကောင်းတဲ့ချက်ကနည်းနည်းလေးပေါ့နော်မကောင်းတဲ့ချက်ပါလဲဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျွေးလေးပါလေတင်တတ်တယ်အဲ့အမျိုးနဲ့တွေ့ရတယ်မနက်ဖြန်မှာပေါ့နော်အကျွေးတင်တာမျိုးလေးလည်းဖြစ်တတ်ပါတယ်ကိုယ့်ဘက်ကနေလေအကျွေးဆက်ဆရာရှိရာမျိုးလေးလည်းပေါ်လာတာမျိုးလေးတွေဖြစ်တတ်ပါတယ်